မင်္ဂလာညချမ်းပါရှင်ခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ23ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG ရဲ့ညပိုင်းပြည်သူသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ပူပူပါပထမဦးစွာတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာဒီမိုကရေစီအင်အားစုတွေနဲ့တိုင်းရင်းသားအစုအဖွဲ့တွေကိုပံ့ပိုးပေးဖို့အပအဝင် အချက်၅ချက်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဒုတိယခေါင်းဆောင်တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာဒီမိုကရေစီအင်အားစုတွေနဲ့တိုင်းဒေသအစုအဖွဲ့တွေကိုပံ့ပိုးပေးဖို့အပောင်းဝင်အထက်၅ချက်ကိုမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဒုတိယခေါင်းဆောင်ဖြစ်တဲ့ဒေါ်စင်မအောင်နိုင်ငံတကာပါလီမန်များညီလာခံမှတောင်းဆိုလိုက်ပါတယ်။၁၅၁ချိန်မြောက်နိုင်ငံတကာပါလီမန်များ IPU ညီလာခံမှ အကြတဲ့ကာလများ၌လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းများကိုမြင့်တင်ခြင်းနဲ့လူသားချင်းစာနာမှုလုပ်ငန်းများကိုပံ့ပိုးကူညီခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ General Debate အစီအစဉ်မှာမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဒုတိယခေါင်းဆောင်ဒေါ်စင်မအောင်မိတ်ကွန်ကြားခဲ့ရမှာထည့်သွင်းတောင်းဆိုလိုက်တာဖြစ်ပါတယ်မြန်မာနိုင်ငံဟာခေတ္တလျှောက်အစိုးရအစုံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာပဋိပက္ခတွေက အခြေအနေတရက်ကိုရင်ဆိုင်နေရတယ်လို့တက်ရောက်လာသူတွေကိုရှင်းပြခဲ့ပါတယ်။ ဒါဟာတဘာဝကြောင့်ဖြစ်တဲ့ပဋိပက္ခမဟုတ်ပဲလူတအူးရဲ့ရက်ဆက်တန်းတုံမှုကြောင့်ဖြစ်တဲ့ပဋိပက္ခလို့လည်းပြောခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလမှာဖြစ်ခဲ့တဲ့စစ်တပ်အာဏာသိမ်းမှုကလေးကအာဏာသိမ်းစစ်တပ်ဟာပြည်သူတွေပေါ်စစ်ပြန်တိုက်နေတာကြောင့်ဒီနေ့ထိဆိုရင်ပြည်သူ6800ကျော်အသက်ခံထားရပြီးလူပေါင်း2200ကိုအကြောင်းပြချက်မရှိဖမ်းဆီးထားတယ်လို့ပြည်သူ5000ကျော်ဟာနေရွှန့်ခွာနေရတယ်လို့ထပ်ပြီးရှင်းပြခဲ့ပါတယ်။ ဒါအပြင်ကြေးရွာအမြောက်များဖြက်စီးခံထားရပြီးစာတင်ကြောင်းနေဆေးရုံတွေနဲ့ဘာသာရေးအဆောက်အအုံတွေဟာလေကြောင်းကနေပြင့်မှတ်ထားတိုက်ခိုက်ခံထားရတယ်လို့လည်းအတည်ပြုခဲ့ပါတယ်။မြန်မာနိုင်ငံဟာတိုင်ဖုန်းယာကီနဲ့အခုနှစ်မတ်လမှာဖြစ်ခဲ့တဲ့ငလျင်အပါဝင်ထိခိုက်ပျက်စီးစေတဲ့သဘာဝဘေးတွေကိုလည်းခန်းဆားခဲ့ရပြီးငလျင်ကြောင့်အသက်ပေါင်း9300တေဆုံးခဲ့ရတဲ့အဖြစ်ဆိုးတွေရှိနေပေမယ့်စစ်တပ်ဟာအပြစ်ခတ်ရဲစဲရေးကာလမှာပဲတိုက်ခိုက်မှု600ကျော်ကိုလုံဆောင်ခဲ့တယ်လို့ထောက်ပြခဲ့ပါတယ်။ ဒီလိုအခြေအနေမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲတွေဟာစစ်အုပ်ချုပ်ရေးကိုတရားဝင်မှုရအောင်ကြိုးပမ်းတဲ့လုပ်ရက်ဖြစ်တာကြောင့်ပြည်ပခတွေကိုပို့ပြီးဆိုးရွားစေမှာဖြစ်တာကြောင့်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲတွေကိုဆန့်ကျင်ပြီးပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီနဲ့မြမရွေးကောက်ခံလွှတ်တော်ကိုစလဲတွေကို IPU အနေနဲ့တရားဝင်ဆက်လက်အတီးပြုပေးဖို့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တောင်းဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ဖမ်းဆီးခံလွှတ်တော်ကိုစလဲများအပါအဝင် နိုင်ငံရေးအကျဉ်းသားအလုံးကိုချက်ချင်းချွင်းချက်မရှိလှုပ်ပေးဖို့နေမြေဒေသအလုံးလူသားချင်းစာနာထောက်ထားရေးအကူအညီတွေချက်ချင်းအတားအဆီးမရှိရရှိနိုင်ဖို့လက်နက်နဲ့လေယာဉ်စီတင်ပို့မှုပိတ်ဆို့ခြင်းအပါအဝင်အလုံးစုံအရေးယူဒဏ်ခံပိတ်ဆို့မှုများကိုချမှတ်ပေးဖို့နဲ့လက်ရှိဖြစ်နေတဲ့ပဋိပက္ခတွေကိုလက်တွေ့ကျတဲ့ဖြည့်ရှင်းမှုတွေအတွက်မြန်မာဒီမိုကရေစီအင်အားစုတွေနဲ့တိုင်းသားအစုအဖွဲ့တွေကိုပံ့ပိုးပေးဖို့မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ဒုတိယခေါင်းဆောင်ဒေါ်စင်မောင်ကတောင်းဆိုခဲ့ပါတယ်ရှင်။ အခုတစ်ခါဆက်လက်ပြီးတော့အာဏာရှင်စနစ်ကိုတိုက်ထုတ်နေတဲ့ဒီမိုကရေစီနဲ့လူအခွင့်ရေးအင်အားစုတွေကိုခိုင်ခိုင်မာမာပန့်ပိုးကူညီပေးကြဖို့နိုင်ငံတကာအသိုင်းအဝိုင်းကိုကုလဆိုင်ရာမြန်မာတပ်မတ်ကြီးတိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အနာရှင်စနစ်ကိုတိုက်ထုတ်နေတဲ့ဒီမိုကရေစီနဲ့လူအခွင့်အရေးအင်အားစုတွေကိုခိုင်ခိုင်မာမာပန့်ပိုးကူညီပေးကြဖို့နိုင်ငံတကာအသိုင်းအဝိုင်းကိုကုလသမဂ္ဂဆိုင်ရာမြန်မာတပ်မတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ရင်ကျေးမှုရေးရာကော်မတီရဲ့အလွန်မင်းစည်းရဲနှံပါမှုနဲ့လူအခွင့်ရေး Extreme Poverty and Human Rights ဆိုတဲ့ခေါင်းစဉ်နဲ့တင်ပါတဲ့အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်မတ်ကြီးဦးတော်မိုးထွန်းကအခုလိုတိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။အထူးအစီရင်ခံစာတင်သွင်းသူရဲ့အစီရင်ခံစာမှာ ဒီမိုကရေစီချင်းချောက်ခံနေရတဲ့အချက်နဲ့စီးပွားရေးမလုံခြုံမှုနဲ့ဂုံပုတ်ဆိုင်ရာစိုးရိမ်မှုတို့ကြောင့်အစွန်းရောက်လက်ရာရင်လူကြိုက်များဝါရမြင့်တက်လာပြီးဒီမိုကရေစီနောက်ပြန်ဆုတ်ခြင်းကိုဖြစ်ပေါ်စေသည်ဆိုတဲ့ဖော်ပြချက်ဟာမြန်မာပြည်သူတွေကြုံတွေ့နေရတဲ့ပကတိအခြေအနေနဲ့ထပ်တူကြနေတယ်လို့အစည်းအဝေးတက်ရောက်လာသူတွေကိုမြန်မာအသံမတ်ကြီးကရှင်းပြခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလအတွင်းမတရားဆရာနာတိမ်မှုဖြစ်စဉ်ရလနဲ့စစ်အုပ်စုကအယက်သားပြည်သူတွေပေါ်စင်ကယ်ကျူးလွန်နေတဲ့ရက်ဆက်တန်းကျုံမှုတွေနဲ့ တရားဥပဒေစိုးမိုးမှုပြတ်သုံးသွားတာကြောင့်မြန်မာနိုင်ငံရဲ့အခြေအနေအလွန်ဆိုးရွားနေပြီးပြည်သူတွေကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခဟာလည်းမြင်ရသူတိုင်းစိတ်နှလုံးတည်ကွဲပွဲဖြစ်စေတယ်လို့လည်းတမ်မတ်ကြီးကတဆက်သေးပြောကြားခဲ့ပါတယ်။တေအုစုဟာအတန်းဖက်လောရက်တွေဦးစားပေးလှုပ်ဆောင်နေတာကြောင့်မြန်မာပြည်သူ၃တသမ6တန်းဟာနေရက်စွန့်ခွာထွက်ပြေးတင်းရှောင်နေရပြီး၂၂တန်းခန့်ဟာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေအရေးတကြီးလိုအပ်နေတယ်လို့လည်းအတည်ပြုခဲ့ပါတယ်။စေအုစုရဲ့လက်ချက်ကြောင့်ဖြစ်ပေါ်လာတဲ့ငတ်မို့ခေါင်းပေါင်းမှုတွေနဲ့ ဆာလာမှုတွေကြောင့်မြမပြည်သူတွေအထူးသဖြင့်အမျိုးသမီးတွေမိန်းကလေးငယ်တွေနဲ့လူငယ်လူရယ်တွေဟာအွန်လိုင်းလိမ်လည်လှည့်ပြမှုလူနဲ့မူရည်စေဝါကုန်ကူးမှုစတဲ့နေဆက်ဖြတ်ကျော်မှုတွေနေမှာလူကုန်ကူးခံရနိုင်တဲ့အန္တရာယ်အလွန်မြင့်မာနေတယ်လို့လည်းရှင်းပြခဲ့ပါတယ်အမျိုးသားညညရဲ့အစိုးရနဲ့မဟာမိတ်တော်လိုင်းအင်အားစုများအနေနဲ့လက်ရှိရင်ဆိုင်နေရတဲ့စိုးရွားတဲ့အခြေအနေစိုးကနေလွတ်မြောက်အောင်စူးစမ်းနေရတယ်လို့နိုင်ငံတနက်တလျာခွဲခြားမှုမရှိစေဖို့နဲ့ ပြည်နယ်တွေကွဲပြားခြားနားမှုမရှိဘဲစုစည်းမှုရှိစေဖို့အာမခံပေးမယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒါကြောင့်ဆရာနာရှင်စနစ်ထုံငိမ့်စီရေးဝိုင်းဝန်းကူညီပေးကြဖို့မြန်မာပြည်သူလူထုပေါ်ကျူးလွန်တဲ့စေအုပ်စုရဲ့ဆရာဆွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဆွေးမှုတွေအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိစေရင်ဝိုင်းဝန်းကူညီပေးကြဖို့ရာဆွေးမှုတွေကျူးလွန်နေတဲ့စေအုပ်စုကလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုတညီတညွတ်တဲ့ကန့်ကွက်ကြဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမတ်တီဦးကျော်မိုးထွန်းက ိုက်တွန်းပြောကြားခဲ့ပါရရှင်အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံရဲ့အခြေအနေဟာကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်သဘောတရားရဲ့အရေးပါမှုနဲ့လိုအပ်ချက်တွေတက်သေးပြနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်သဘောတရားရဲ့အရေးပါမှုနဲ့လိုအပ်ချက်တွေကိုတက်သေးပြနေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တက်မှတ်ကြီးဦးတော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်သဘောတရားဆိုတာပြည်တွင်းတရားစီရင်ရန်ရာတွေထိထိရောက်အကောင့်ထဲပေါ်ဆောင်ရနိုင်စွမ်းကင်းမဲ့နေတဲ့အခြေအနေသို့မဟုတ်တရားမျှတမှုပေါ်ဆောင်နိုင်စွမ်းမရှိတဲ့အခြေအနေမျိုးတွေမှာရက်ဆက်တန်းတုပ်တဲ့ပြစ်မှုကြီးတွေအတွက်တောင်းဝေခံမှုရှိစေရေးအားပေးမြင့်တရားမှာအရေးပါတဲ့နိလန်တရားအဖြစ်ဆက်လက်ရှိနေစေလို့ဆိုပါတယ်ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်ဟာတရားစီရင်ရေးအာဏာကိုနိုင်ငံနဲ့နိမိတ်တွေကိုကျော်လွန်ကျင့်သုံးနိုင်တယ်ဆိုတဲ့အယူအဆတွေကို ဖော်ကျူးထားတာဖြစ်တဲ့အတွက်တရားမျှတမှုကိုအကောက်ခဲပေးဖို့နဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်မရစေဖို့နိုင်ငံတကာတိုင်ဝမ်ရဲ့စုပေါင်းတာဝန်ရှိမှုကိုထင်ဟပ်စေတယ်လို့ထောက်ပြထားပါတယ်။နိုင်ငံတကာဥပဒေနဲ့အညီသဘောယိုးနဲ့မှန်မှန်ကန်ကန်တင့်သုံးမယ်ဆိုရင်ကမ္ဘာတရားဥပဒေစိုးမိုးရေးကိုအားဖြည့်ပေးနိုင်တယ်လို့နိုင်ငံတကာတိုင်ဝမ်တစ်ခုလုံးကစိုးရိမ်ပူပန်နေရတဲ့အလွန်ဆိုးရတဲ့ပြစ်မှုကြီးတွေကိုတရားစွဲဆိုအရေးယူရမှာနိုင်ငံတွေကြားပူးပေါင်းဆောင်ရွက်နိုင်တယ်လို့လည်းပြောကြားခဲ့ပါတယ်။အတန်းဖက်စစ်တပ်ဟာနိုင်ငံတော်ဝင်စစ်ရာဆွေးမှုများနဲ့ ူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုမကြခဏဆိုသလိုဆက်လက်ကျူးလွန်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရန်ရရဲ့အစီရင်ခံစာကဆိုထားပါတယ်။မြန်မာပြည်သူတွေဟာတရားစီရင်ရေးဆက်နေပေါ်ယုံကြည်မှုပြိုလဲသွားပြီးမြန်မာပြည်သူအများစုအတွက်ရဲတပ်ဖွဲ့နဲ့တရားရုံးတွေဟာဘေးကင်းလုံခြုံရေးနဲ့တရားမျှတမှုဖော်ဆောင်ပေးနိုင်တဲ့နေရာတွေမဟုတ်ဘူးလို့ရှုမြင်နေကြတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့အစီရင်ခံစာမှာလည်းဖော်ပြထားပါတယ်။အာနာသိန်းစေအုပ်စုအောက်မှာရှိတဲ့ပြည်တွင်းတရားစီရင်ရေးရန်ရာတွေဟာ တရားမျှတမှုဖော်ဆောင်ပေးနိုင်ဖို့ဆန္ဒမရှိတာဒါမှမဟုတ်စွမ်းဆောင်နိုင်စွမ်းမရှိနေတဲ့အခုလိုအခြေအနေမျိုးမှာနိုင်ငံတကာအတိုင်းဝန်အနေနဲ့မြန်မာပြည်သူတွေရဲ့အသက်တွေနဲ့သူတို့ရဲ့အနာဂတ်ကိုကယ်တင်ဖို့တာဝန်ရှိတယ်လို့လည်းကုလဆိုင်ရာမြန်မာတမ်မတ်ကြီးကပြောကြားခဲ့ပါတယ်။တရားမျှတမှုအမှန်တရားနဲ့ပြန်လည်ကုစားမှုတို့ကသာစစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်တည်မြဲရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အုံမြစ်တွေဖြစ်တာကြောင့်ရာဇဝတ်မှုတွေကျူးလွန်နေသူတွေပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာတွေအဆုံးသတ်နိုင်ရေး နိုင်ငံတကာအတိုင်းဝန်အနေနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့မြန်မာတပ်မတ်ကြီးကတိုက်တွန်းထားပါရဲ့ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန်းမှပေးပို့ထားတာဖြစ်ပါရဲ့ရှင်။